ျွန်တော်ကတော့ဒီဟိုနောက်နောက်ပြန်ပြောင်းနဲ့ဟိုရင်းနှီးရဲ့လူတွေစနေတာရုပ်ကတော့တကယ်တော့ရုပ်တည်ရဲ့မှာပါတယ်အဲ့တွဲကြောင့်မလို့အဲကျွန်တော်လာခေါ်မယ်ဆိုလို့ရှိရင်ခေါ်ကြတဲ့လူတွေဆိုတော့တော်တော်များများလဲဒီအဲ့လိုမျိုးပေါ့အဲလူကြီးပိုင်းအဲ့လိုဖဲနေရမျိုးမှာအဲခေါ်ကြတာများပါတယ်အခုတော့ကျွန်တော်ရချင်းတဲ့တိတ်မအဲခုချီးခင်းနေတောင်ရိုက်ထားတယ်ဒီချီးခင်းနေတောင်ရိုက်ပြီးသွားလို့ရှိရင်တော့ကျွန်တော်ထက်မရိုက်တော့ဘူးကိုယ့်ဘက်ကိုပဲဟိုကိုယ်တိုင်း ရိုက်တာလေးတွေဟိုထုတ်လို့ရေးပိုင်းမှာလောက်တော့မလို့စိတ်ကူးပါတယ်ခင်ဗျ I've been snatched up to the cops and put us into big motherfucking problem မင်းတို့က play ကစင်တူတွေနဲ့ရင်းကားမလို့အခုထိုက်ရိုက်ဖို့ကတော့ကျွန်တော်ဟိုမလို့ချင်တော့ဘူးပြင်းမှန်းတယ်ပြင်းမှန်းတယ်ဆိုတာဟိုဟိုအလုပ်တိုင်းကတော့ပြင်းမှန်းတာပဲပြောပြောချင်တာကဟိုပေါ့လာခေါ်လိုက်မယ်ဆိုတော့ကျွန်တော်ကယုတ်တီရယ်လေယုတ်တီရော်လေဒီဒီဟိုပေါ့ ဒီ fan နေရာမျိုးမှာရိုက်ရတယ်ဆိုတော့ကျွန်တော်တိတ်မရိုက်ရှင်တော့အဲအဲ့တော့ဘာကဲအမှတ်တရဆိုရင်တော့ဇပင်ကအဲ့တော့ဖြူတွေစိုးတော့အင်းမမိမနဲ့အမေနဲ့ကပေါ်လာအမှတ်တရဟောတော်စမ်းအဒီစက်ကားလေးတော့ကျွန်တော်တခါမှမကြည့်ရသေးဘူးအဲကျွန်တော်လည်းဒီထဲမှာအနေငယ်ပါမှတိတ်ဆောင်ထားပါတယ်အဲ့တွက်ကြောင့်မလို့ကျွန်တော်လည်းစိတ်လှုပ်ရှားစွာနဲ့ဒီကားလေးကိုကြည့်နေအားပေးချင်ပါတယ်ခင်ဗျာ cops and put us into big motherfucking problems မင်းတို့က play ကစင်တူတွေနဲ့ရင်းကားမလို့ကိုရုံလေးကပြောထားပါတယ်ကျွန်တော်ဟိုဟိုဟာ surprise အနေနဲ့အနေနဲ့ထားစီနေဆိုတာလေးကိုသူပြောထားတယ်အဲကြောင့်မို့လို့လည်းနာမည်တွေပါတယ်ကျွန်တော်တွေမှာတိတ်မချဲ့ထားဘူးအဲ့လိုလည်းသူပြောပါတယ်အဲကျွန်တော်လည်းမကြည့်ရသေးတော့အရင်ကြည့်ရှင်နေတယ်ဒီကားလေးကိုလေအဲအဲ့တော့ဘာကဲအမှတ်တရဆိုရင်တော့ဇပင်ကအဲ့တော့ဖြူတွေစိုးတော့အိမ်မှာမိမနဲ့အမေနဲ့က ပွန်တာအမှတ်တရဟောတော်စံအဲ့ဒီတော့အဆိုင်တော့တိတ်မကြဘူးဒါပေမဲ့ဟိုက၃လလောက်တော့ကျွန်တော်အဲ့ဒီစပင်လေးဟိုဆိုးဖြစ်တယ်ပေါ့ဆိုးဖြစ်ပါတယ်ကျွန်တော်ကတော့အမေရိကန်မှာရှိခဲ့တဲ့အတွေ့အကြုံမလို့ဟိုအဲ့ဒီအဲ့လိလိမျိုးဟို character နဲ့ relate လုပ်လို့ရပါတယ်ခင်ဗျ X ဆိုတော့ကိုရောဘာတွေလုပ်ပြီးသွားချင်လဲဘာတွေဖြစ်ပြီးသွားချင်လဲလုပ်လို့ရအောင်လုပ်ပြီးသွားရင်ဖြစ်လို့ရအောင်ဖြစ်ပြီးသွားရင်စွန့်လည်းတကပြောတော့ ပြီးခဲ့ကိစ္စကြီးကိုလာပြီးပွားလို့နေတယ်။အဲဆိုစီမီမဟုတ်ဘူး။ပြန်ပြီ။ဟာ?ကျွန်တော်အဲ့လိုမျိုးခေါ်ကြတယ်အဲဟိုဘောကိုကိုယူစီနေနေတာတကယ်တော့အဲ့ဒီအွန်ဆန်ရုပ်ရှင်မှာဂလုံးဥစောင်းနဲ့ဆက်ပြီးတော့ဆက်အဲ့ဒီရုပ်ရှင်ကိုပိုးဝင်သွားတယ်။ပြီးတော့ကျွန်တော်ကဒီဟိုနောက်နောက်ပြောင်းနေဟိုရင်းနှီးရဲ့လူတွေကိုဆက်နေတာရုပ်ကတော့တကယ်တော့ရုပ်တည်ရဲမှာပါတယ်။အဲ့အတွက်ကြောင့်မလို့ကျွန်တော်လာခေါ်မယ်ဆိုလို့ရှိရင်ခေါ်ကြတဲ့လူတွေဆိုတော့တော်တော်များများလဲ ဒီအဲ့လိုမျိုးပေါ့လူကြီးပိုင်းအဲ့လိုဖဲနေရမျိုးမှာခွန်ကြတာများပါတယ်အခုတော့ကျွန်တော်ရချင်းတဲ့တိတ်မအခုကြီးခင်းရတဲ့တောင်ရိုက်ထားတယ်ဒီကြီးခင်းတဲ့တောင်ရိုက်ပြီးပါလို့ရှိရင်တော့ကျွန်တော်ထက်မရိုက်တော့ဘူးကိုယ့်ဘက်ကိုယ်ပဲဟိုကိုယ်တိုင်ရိုက်တာတွေတော့ဟိုထုတ်လို့ရေးပိုင်းမှာပဲလွတ်လွတ်မလို့စိတ်ကူးပါတယ်ခင်ဗျအားလုံးကိုထိတ်ချုပ်ထားတာဟိုချမ်းဘယ်သူမှဂယူးမဆိုင်တာအေးရဲ့ဒါရော တကယ်တရားမှလူစားထိုးရတာမပါဘူးအဲအဲ fighting နဲ့ဆိုလို့ရှိရင်အရန်ပြင်ပန်းတယ်အဲလှုပ်ရှားတာအမှန်တော့ကျွန်တော်လည်းဒီနေ့အဲ့ဒီတုံးဝဝတ်တဲ့အဲ fashion လေးတန်းကျွန်တော်ဝတ်လာပါတယ်အဲ fighting ကတော့ကျွန်တော်ဟိုပေါ့ gangster ဆိုရဲကတော့ fighting ကတော့အနည်းများတော့ရှိမှာပဲအဲဒီဟာလေးကိုဟို fighting ဟိုမျိုးဘယ်လိုခေါ်လဲအခွက်တွေကိုလှပအောင်လို့တင်စားပေးတယ် ညီလေးမိုးဆက်တို့ဖွဲ့လဲရှိပါတယ်ရုပ်ရုပ်ရှင်ကတော့အခုခေတ်တော်တော်များများမှာတော့နိုင်ငံခြားကားတွေကြည့်လို့ရှိရင်သိမှာပါမိန်းသားတွေကိုယ်တိုင်ကဖဲနေမျိုးမှရိုက်တဲ့အတွက်ကြောင့်မလို့အဲမုန်းသွားမယ်ဆိုလို့ရှိရင်တော့လောကပလေကိုယ့်ရဲ့ character ကိုယ့်ရဲ့ acting ဘိုင်းမှာပြပြနေလို့ပဲကျွန်တော်ဟိုတတ်မှတ်ပါတယ်ခင်ဗျပြောလို့ရပါတယ်ဒီဒီဟာမှတကယ်အဲဒီကားမှာ3ခါမိလို့ရှိလို့ရှိရင်တနတ်တွေလုံးဝမတုံထားဘူးတကယ်ဓာတ်ခုတ်တာနေနေပဲဆိုတော့ အအကုန်လုံးကစူးစမ်းထားတာဆိုတော့ဟိုမြင်ကြရမှာပါခင်ဗျာဆက်ရမယ်ကျွန်တော်ဆိုကျွန်တော်တဲကွန်ဒိုငယ်ရဲဆော့ပါတယ်ဟိုကြီးလာတော့သိမလို့ဖြစ်တော့ဟိုတတော်တော့သင်ပေးတယ်တဲကွန်ဒိုမှာတော့ black belt ကပန်းနဲ့ third dan ရှိပါတယ်အဲ့ဒီဇဝင်ခိုင်းမှာဆိုလို့ရှိရင်တော့အသုံးဝင်တယ်အပြင်မှာဆိုလို့ရှိလို့ရှိရလေကိုကိုယုံကြည်မှုရှိတယ်အဲကိုကိုမြေပြောပါကိုချစ်တဲ့မိသားစုနဲ့ကိုရဲ့တကယ်ချင်းအတိုင်းဝိုင်းတွေကိုတေးရောက်ကမဟုတ်တာလာပြီးတော့ ျွလွန်ရိုက်နေလို့ရှိလို့ရှိရင်ကိုပြန်ပြီးတော့ခုခံနိုင်တယ်ဆိုတော့အတိလေးကတော့အမြဲရှိပါတယ်အခုခေတ်ရမှာတော့မဟုတ်ပါဘူး kid ဘယ်ခေတ်ရောက်ရောက်ဒီကိုခံပညာကတော့တက်ကိုတက်ထားမှာဖြစ်ပါတယ်ယောက်ျားလေးမှန်လို့ရှိလို့ရှိရင်တော့ဟိုကိုကမလေးပါလာရင်တော့မှထွက်ပြေးမယ့်အကောင်ပြင်ဖြစ်ရင်အကောင်းဆုံးပဲပေါ့လေအဲ့လိုလို့ဘောတော့ကျွန်တော်အမေနဲ့အမျိုးသမီးနဲ့ကိုတိုင်ပင်ထားပါတယ်အမေရှိရတော့ green light ရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အရင်ပြောနေပါတယ်ဇက်ကတော့ ကျွန်တော်တို့မသိသေးဘူးရိတ်ခိုက်မှုတော့ရှိပါတယ်အဲအခုရန်မှန်ရန်ကန်လေးတွေရိုက်နေတဲ့ကိစ္စကတော့ကျွန်တော်ကျွန်တော် learning process ပေါ့ကျွန်တော်ဟိုသင်သင်ယူတာပေါ့လေဒီဥမာဆက်ဆက်ဆရာတွေဆက်ဆရာတွေဆိုလို့ရှိလို့ရှိရင်ဘယ်လိုနေကြလဲအဖွဲ့သားတွေဘယ်လိုနေကြလဲသူတို့ရဲ့ခံစားချက်တွေဘယ်လိုနေလဲဒါမျိုးတွေကျွန်တော်ဟိုဒီကကောင်းတာဆိုတာလေးကြည့်ပြီးတော့ကိုယ့်နဲ့ရောက်လို့ရှိလို့ရှိရင်ဒီလိုအမှားမျိုးတွေမလွတ်ဖြစ်အောင်လို့ကျွန်တော်တို့ ကျွန်တော်ကျွန်တော်ဘက်ကကျွန်တော်စ조사ပြီးတော့အဲတင်ယူနေပါတယ်ထက်ရိုက်ထက်ရိုက်ဖို့ကတော့ကျွန်တော်ဟိုမလုပ်ချင်တော့ဘူးပြင်းမှန်းတယ်ပြင်းမှန်းတယ်ဆိုတာဟိုဟိုအလုပ်တိုင်းကတော့ပြင်းမှန်းတာပဲပြောပြောချင်တာကဟိုပေါ့လာခေါ်လိုက်မယ်ဆိုတော့ကျွန်တော်ရုတ်တီးရယ်လေရုတ်တီးတော့လေဒီဒီဟိုပေါ့ဒီ fan เนี่ยမျိုးမရိုက်ရတယ်ဆိုတော့ကျွန်တော်တိတ်မရိုက်ချင်တော့ဘူးသူကတော့သူကမပြင်းမှန်းဘူးသူကတော့အခုလည်း အဲဇလန်တွေနှစ်ခုကိုသူကခေါက်ပြီးရိုက်နေတယ်။သူကတနာစရာကောင်းပါတယ်။မင်းနဲ့မိုးလင်းနေရနေပြီးတော့တစ်ခါလေကြားလို့ရှိရင် night scene ရှိရညမိုးချုံမှပြန်ရောက်လာတယ်။ဘယ်လိုပေါ့ခဏကြားလို့ရှိလို့ရှိရင်ပြန်လာတော့ပြန်ရိုက်ရတယ်။ဒီဒီအလုပ်ကဟိုပြောစရာကောင်းသလိုလွယ်တဲ့အလုပ်တော့မဟုတ်ပါဘူး။ဝေဝေပန်လိုက်ဖို့ကတော့ဒီရုပ်ရှင်လေးကိုကြည့်ဥပမာတစ်ခုခုကိုကြည့်ပြီးတော့ဝေပန်လိုက်လို့ရှိရင်အာဒီကလည်းဘယ်လိုကြီးလဲဝေပန်မှုကလွယ်တယ်အဲ့ဒီ clip လေးရရဖို့က တော်တော်ကြိုးစားကြရတာဥမာ continuity ရဲ့အစခုနကတော့စီးမှာတော့ဓာဝတ်ထားတယ်နောက်တစ်စီးမှာဒါမပါတော့ဘူးအဲ့တော့အသေးစိတ်လေးတွေအစကြည့်ပြီးတော့ဟိုပါပေါ့ဒီစားကယူဆရတဲ့အလုပ်စကားပြောလေလေသိန်းနေရလဲကိုမဟုတ်တဲ့လူတယောက်ဟိုဟန်ဆောင်နေတဲ့အတွက်ကြောင့်မလို့အရင်လွယ်တဲ့အလုပ်တော့မဟုတ်ပါဘူးခင်ဗျာထုံးလို့လုပ်မယ်ဆိုတော့ကျွန်တော်ဒီနေ့မဲ့လှုပ်ပြီးတော့ပြောလိုက်မိတာပါဒါပေမဲ့ဟိုဘယ်လိုလုပ်ဖြစ်နေတာတော့မသိသေးပါဘူးဟို ကျွန်တော်တို့ဒီဟာပမာဏဒီလောကထဲမှာကျင်လည်နေတော့တို့တော့သိတယ်ဘယ်သူတွေကဘယ်လိုဘယ်သူတွေကဘယ်လိုဘယ်သူတွေကဥမာကင်မရာအယူဆအကောင်းနေဘယ်သူတွေကတော့အတင်ပြအကောင်းနေအဲ့လိုမျိုးတွေတော့ပမာဏတော့သိတယ်ကျွန်တော်ကတော့အခုမှအစိမ့်သက်သက်ဆိုတော့ဒါကိုဟိုလေးလာလေးလာလေးလာတဲ့သဘောပါပဲပမ်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 နဲ့ကျွန်တော်အမေကတော့အဓိကပေါ့သူသူတို့သူတို့ကိုယ်တိုင်ပဲအဲ့လိုပေါ့ဆက်ဆက်ဆက်ညော့ကလာဆက်လန်းအဲ့ဒါကိုဝင်မယ်သူတို့ညော့တဲ့အစီအပြေတဲ့ဆက်လေးကိုရေးခိုင်းပြီးတော့အဲ လုပ်မယ်လို့တော့အိမ်မှာတော့ပြောနေကြတာပဲကျွန်တော်ချင်းမိသမီးကကျွန်တော်နေကြတော့ရွှေရှင်အမှန်တမ်းပြောလို့ရှိရင်ရွှေရှင်သိမကြည့်ဘူးအဲဒါပေမဲ့ညီမကလည်းကြည့်လိုက်လို့ရှိလို့ရှိရင်တော့အဲသူ့ဟာနဲ့သူသူ့နေရာနဲ့သူအဲသူခင်းနေသူအဆင်ပြေနေတယ်ကြည့်လို့ကောင်းတယ်ဇလန်တွဲဇလန်တွဲလို့ဆိုလို့ရှိလို့ရှိရင်လည်းအဲ့လိုပေါ့ကြည့်ပြီးသွားလို့ရှိလို့ရှိရင်နောက်နောက်တစ်ခါနောက်ဘာဖြစ်မလဲစက်ကြည့်ကြည့်အောင်လို့ဆွဲဆွဲခေါ်ရတဲ့ဟာလေးကတော့စိတ်ဝင်စားစရာအရင်ကောင်းပါတယ် အဲကျွန်တော်တို့ရိုက်မယ်ဆိုလို့ရှိရင်တော့ရိုက်ဖြစ်ခဲ့ရင်လို့ရှိရင်တော့အဲ action မဲရပါမှာပေါ့ဒီစကားလေးကိုအာအပေးကြပါကြည့်ကြပါအဲဘယ်လို sorry ဒီစကားလေးကိုအပေးကြပါအဲကြည့်ပြီးတော့အာဝေဖန်စာရှိရလေးဝေဖန်ပေးကြပါလို့ကျွန်တော်အကြံပေးချင်ပါတယ်ကျွန်တော်လည်းဒီကားထဲမှာအကောင်းဆုံးစူးစမ်းထားပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်